ငယ်ချင်းမင်းရဲ့ပုံစံကအရင်ငိမ့်ချမ်းတယ်မင်းနေ့စဉ်ဘဝမှာတတိပစံတရားကိုနှစ်နှစ်ရှိုင်းရှိုင်းကျင့်သုံးနေတယ်ထင်တယ်ဒါကြောင့်နေ့စဉ်ဘဝမှာဝိပနာတရားကြောင့်အတွေးမြင်တွေတတိပြုနိုင်လာတော့စိတ်ကြည်လင်တယ်ဒါကြောင့်ရုပ်သွင်က အေးချမ်းနေတယ်တမကတော့အလုတ်တွေရှုပ်ပြီးစိတ်ဖိတ်စီးမှုတွေများနေတော့တရားစခန်းသွားပြီးတရားစဝင်နိုင်ဘူးဒီပြက္ခဏာကိုဘယ်လိုဖြေရှင်းရမလဲ ကစားမရှိပါဘူးအရှင်ညာနာတာဆတင် जा ပို့ချတော့ Zoom meeting ကတဆင့်တတိပဋ္ဌံတရားတော်များနဲ့တရားတော်များကိုတင်ယူနိုင်ပါသည်အရှင်ညာနာတာဆကနေပြီးတော့ Zoom meeting ကနေတရားဓမ္မတွေ mindfulness meditation တွေကိုကိုယ့်အိမ်ကနေပဲတင်ယူလို့ရတယ်ဆိုလို့လားဟုတ်ကဲ့ပါရှင်လာစဉ်လက်စမ်းတစ်ပတ်မှာ Zoom meeting ကနေတဆင့် mindfulness meditation နဲ့တရားကိုအိမ်ကနေတင်ယူရပါတယ် ေးရင်အတွင်းနေပေါ်တိုင်းတည်သားတက်ပြီးမခံစားလို့စိတ်ကြည်လို့ရုတ်ကြည်ရပါတော့တငယ်ချင်းရဲ့